တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လတရနေ့နေ့9ရက်နေ့အတွက်မှာစီးပွားကံကောင်းမယ်ငွေဝင်မယ်ရသည်ရတတ်စီများလက်ဝဲပြန်ရမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတိုးတက်မယ်လက်တော်သောငွေကြေးပစ္စည်းပြန်လည်ရရှိခြင်းနဲ့အကျိုးပေးခြင်းကြောင့်မယ ဘဝအဆင့်တိုးတက်မယ်အခက်အခဲအလုံးကိုကျော်လွှားနိုင်လိမ့်မယ်တရက်နေ့မှာအရာရာအဆင်ပြေမယ်သို့တော်မြောက်ရက်ကိုတည်သွားစရာနေရှိတတ်တယ်မနေ့စနေနိုင်ခွဲနဲ့ဆက်နိုင်ကြသတိထားမယ်နေ့ရက်နေ့ရံတိုက်ခဏနေရှင်ပြီးလောက်ရမယ်မူလစီစဉ်တာနဲ့လက်တွေ့ကြွားမယ်တော်ရည်နေမှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းလူပြည့်စုံခြင်းတဲ့ဘဝတိုးတက်ခြင်းရှိတယ် လေးရက်နေ့မှာအပြိုင်ဆိုင်ချာမှာတိုးတက်မှုကိုရမယ်အခက်အခဲအလုံးကိုကျော်လွှားပြီးဘဝအောင်မြင်မှုကိုရမယ်အရှိရကိုတည်သွားစေရနေ့ရှိတတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ခုနှစ်နိုင်အတွင်းသွားလာနေထိုင်ကြည့်ဆက်မယ်ငားရက်နေ့ကငွေချေးကံကောင်းမယ်စုပေါင်းလုပ်ငန်းချိုးပေးမယ်ဘဝတိုးတက်မယ်ရည်မှန်းချက်အောင်မြင်မယ်၆ရက်နေ့ရှင်ပြေမှုမှမြောင်မြင်ခြင်းရှိမယ်ငွေတော့အကုန်ကြမြမယ် ခုနှစ်နှစ်မှာရံပတိဘက်ကတည်းကဈာရဖြစ်သန်းရမယ်။ကိရိပြည့်သူတွေနဲ့တွေ့တတ်တဲ့စိတ်နှောင့်ရှက်များတတ်တဲ့။တပတ်တော်ကာလအတွင်းဈာသပရိနိဗ္ဗုဒ္ဓနဲ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေတနင်္လာနေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်လေးတွေရှိတတ်ပါတယ်။အ내ရောင်ပြရင်ရောင်၊နှက်ပြရောင်တို့ကိုအကျိုးပေးရောင်များဖြင့်သုံးဆွဲနိုင်ပါတယ်။နံပါတ်၈ခု၉ခန်းနဲ့အကျိုးပေးပါတယ်။ အပြာရည်ရောင်နဲ့ပြာရောင်ဒီရောင်နေနဲ့အနဲ့ရောင်တို့ကိုတနေ့တာတပတ်တာအချိုးပြီးရောင်များဖြင့်သုံးဆွဲပြီးတော့ရက်တိုင်းနေ့တိုင်းတပတ်တွင်သုံးဆောင်ဆောင်ရွက်ခြင်းဖြင့်ကောင်းခြင်းကံကြမ္မာတွေကို ရရှိချိုးပေးသွားနိုင်ပါတယ်။ကောင်းခြင်းကံကြမ္မာများရစေရန် စပေပန်းဖျားလူရဲ့တို့ရဆုတောင်းပါကျေးဇူးတင်ပါတယ်။ တနင်္လာနေ့ဝေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ10ရက်နေ့ကနေ9ရက်နေ့တော်တွင်ရံများမယ်အပြိုင်ဆိုင်များမယ်အပျက်စီးပျောက်ရှာများမယ်ဥတီလိုက်တိုင်းနေရာတိုင်းတိုက်ခတ်ရှိမယ်မဖြစ်မနေလုပ်ကြမှုကြောင့်အဆုံးပိုင်းမှာအောင်မြင်မယ်အတွေ့အကြုံရခြင်းမရှိဘူးဆက်ပစ္စည်းပြည့်စစ်ပစ္စည်းများဝယ်ယူမြှုပ်နှံခြင်းမပြုရဘူး ပစ္စည်းလောင်ခြင်းဈေးကစားခြင်းမပြုရဘူးကြိုတင်စီမံပြီးလုပ်ခြင်းနဲ့ပေါ်ပေါက်လာတဲ့ခွင့်ရတော့ကို33သုံးချပြီးလုပ်တာအကျိုးပေးတယ်တပားသူပေါ်ယုံပြီးလွှဲပြီးလုပ်တဲ့လို့မှန်သမျှစိတ်နှောင်ရှက်ရှိမယ်တရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်မြောင်းရက်ကိုတီသွားစေခြင်းရှိတတ်တယ် မနေ့ဆန်တိုင်းခွဲနဲ့ဆက်နိုင်ကြသွားလာနေထိုင်ကြဆက်ရမယ်။နှစ်ရက်နေ့ကအရာရာကောင်းသောကံကြမ္မာနဲ့တိုးတက်သောကံတွေပေါ်ပေါက်လာမယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးတော့ကံကြီးရဲ့အကျိုးဆက်ကိုရမယ်။သုံးရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းအဆင်ပြေခြင်းရှိလေးရက်နေ့ငွေကြေးကံလုပ်ငန်းကံစီးပွားကံကောင်းမယ်။အလုပ်အကျန့်စီအောင်မြင်မယ်။သို့သော အရှိရက်ကိုဥတီစွာစီအနေရှိတဲ့တဲ့မနေ့ ခုနှစ်နိုင်ခွဲနဲ့ခုနှစ်နိုင်တွင်သတိထားငါးရည်နေမှာရှင်ပြိုင်မှုမသမျှအောင်ခြင်းဘဝတိုးတက်ခြင်းနဲ့လူရပြည့်စုံခြင်းတွေရှိ၆ရည်နေမှာသူတစ်ပါးကြောင့်ကိုယ်ရည်ပဲတဲ့နှောင့်နေခြင်းရံများခြင်းတိုက်ခတ်များခြင်းတွေကြောင့်ပဲခုနှစ်ရည်နေကတော့မိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့ဘဝရည်မှန်ချက်တိုးတက်ခြင်းအရာရာဆင်ပြေသောနေထိုင်နဲ့တည်လန်းဖွဲ့ဖို့ကြိုးပမ်းခြင်းတို့ကိုချုပ်တွေ့နိုင်ပါတယ် ဒီတပတ်တော်ကာလအတွင်းမှာဇာသပတိနေစောင့်ချာနေအင်္ဂါနေဘွေးသူတွေကောင်းကျိုးပေးတယ်ဗုဒ္ဓနေဘွေးသူများစနေနေ့ဘွေးသူများနဲ့ပတ်သက်ပြီးစိတ်နှောက်ရှင်လေးတွေရှိတတ်တယ်နံပါတ်9ခေါ်ငါးကဏ္ဍနေချိုးပေးတယ်အနီအောင်ချက်သွေးအောင်ပန်းအောင်တို့ကိုသုံးပြီးတော့ အလိုရှိရာကိစ္စတွေတွေဆောင်ရွက်ရင်အောင်မြင်စေပြခြင်းကိုရနိုင်ပါတယ်။အနိယံပန်းဝင်တွေဖျားကတုပူဇော်ပြီး အလိုရှိရာကိစ္စများ ဆောင်ရွက်ရင်ရာရာစေပြသောကံတွေထွတ်တဲ့တဲ့ကံတွေရရှိပါမယ်။ကျေးဇူးတင်ပါတယ်။အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ဇွန်လတရနေ့ရက်နေ့9ရက်နေ့အတွင်း အပြောင်းလဲရှိမယ်အရဝေးမှကောင်းတဲ့င်းချုံမယ်လူမျိုးခွဲအကျိုးပေးမယ်ငွေချင်းရင်စောင်းမယ်ချောင်းဝင်တောင်းရွေအာမခံရင် သူများပြဒနာကိုပြဒနာဖြစ်မယ်နေရာပြောင်းလဲမှုနဲ့ပတ်သက်တဲ့ကိစ္စအဆင်ပြေမယ်အရဝေးနဲ့ဆက်ဆက်မှုကြိုးပေးမယ်ကောင်းသောအရဝေးမှသတင်းစကားတွေကိုလက်ခံရရှိမယ်အမေဖွားတော်ကျမရဲ့ချူချမယ်အသက်ညံမရှိဘူး ဥဒိကျက်ပြောပြီးလောကန်ချင်းရဲ့ကောင်းဆုံးအကျိုးကျေးဇူးကိုရမယ်။ကိုယ်ပိုင်ယတ္တိကျက်နဲ့ရှေတုလောကန်ချင်းတို့ရဲ့ကောင်းဆုံးအကျိုးကျေးဇူးကိုရရှိမယ်။တရနေ့မှာ ပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။ဝေချေကုန်ကြများမယ်။ယံနဲ့ရှင်ပြီးလောက်ရမယ်။မြောင်းရက်ကိုတည်သွားစရာနည်းဖြစ်တတ်တယ်။မင်းရဲ့ဆယ်နှစ်ခွဲနဲ့ဆွတ်နိုင်ကြသတိရှိရမယ်။ နှစ်ရက်နေ့အရာရာဆင်ပြေသောနေထားနဲ့တွတ်တက်တဲ့ခံပွင့်နဲ့ငွေချေးကံလူကကံဘဝကံကောင်းခြင်းအကျိုးပေးခြင်းတွေရှိမယ်။၃ရက်နေ့ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ငွေချေးကံလူကကံဘဝကံတွတ်တက်မယ်။ရှင်မကြအောင်မြင်ခြင်းရှိမယ်။၄ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်ပြဿနာများမယ်။လူယုံဒုက္ခပေးမယ်။ ဝေချေပေယူကိစ္စအစသတိနဲ့ရှင်းပြီးတော့အမယ်အဲ့ဒီမှာအရှိယကုတ်တီသွားစရာတင်ရှိတတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ခုနှစ်နိုင်တွင်သွားလာနေတိုင်းကြီးဆမ်းအမယ်ငါးရက်နေ့မှာအလုံးစုံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိမယ်ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်ဘဝတိုးတက်မယ်၆ရက်နေ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းချော့မယ် ခုနှစ်နှစ်မှာရှင်ပြိုင်မှုမမြအောင်မြင်မှုနဲ့တွေ့တဲ့မှုတွေရရှိမယ်။ဝေကြီးကံကောင်းမယ်။တပတ်တာအတွင်းခြားသာပရိနိဗ္ဗုဒ္ဓနဲ့စနေနေ့ဘွေးသူတွေကောင်းချိုးပေးပြီးတော့တနင်္ဂနွေတင်းလာဘွေးသူများကြောင့်စိတ်နှောင့်ရှစ်ဖြစ်တတ်ပါနှစ်ခုကိုကနန်းနေချိုးပေးတယ်။အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါ။ကောင်းခြင်းကံကြမ္မာများရစေရန်လို့ငါသွာလာစေ လမ်းမှာတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုအလှူဒါနပြုပေးပါကျေးဇူးတင်ပါပေါ့ထုနေမွေသူအားလုံးမင်္ဂလာပါ2025ဇွန်1ရက်နေ့နဲ့9ရက်နေ့အတွင်းမှာတရားရဆင်ပြေမယ်လူရပြည့်စုံမယ်ဘဝတိုးတက်မယ်လုပ်ငန်းကံကောင်းမယ်ငွေကြေးကံကောင်းမယ်မြတ်တရားကံကောင်းမယ်လူမွေရေးကောင်းမယ်စီဝါရေးမှာတိုက်ခတ်ကြတိုးတက်မယ် ဒီပါခီလန်ကြောင့်ကြိုးပေးမယ်မိသားစုရေးရာကိစ္စတွေမှာစားသမျှပြောဆိုသမျှအောင်မြင်မယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တရားနေကောင်းသောကျိုးဆက်ကိုရမယ်ကျမ်းမာရေးမှာတော့ခြူကြခြင်းရှိမယ်အနေတော့မရှိဘူးထီကံသင်သောကာလဖြစ်တယ်စီးပွားကံလုပ်ငန်းကံဘဝကံတွေမှာတော့မြန်မာတဲ့နေထားပဲကုန်တည်မယ်တရနေ့ကတော့ကောင်းသောနေ့အရာရာဆင်ပြေသောနေ့ဖြစ်တယ် အဲ့ဒီရမတော်စတိကံဝင်နေတော့ကြိုးစားရမယ်အနောက်တောင်ရကုတီသွားစေရံများတတ်စေမြောင်းရကုတီသွားစေမတော်တဆတိကံမှုကြီးစားဖြစ်တတ်တယ်အသွာလန်နေထိုင်ကိုကြိုးစားရမှာကမနဲ့ဇန်နိုင်ခွဲနဲ့ဆရနိုင်ချဖြစ်ပါတယ်နေ့ရက်နေ့မှာရှားပိုင်ခွဲနဲ့လက်ဝဲပြန်ရမယ်ရှင်ပြိုင်မှုအောင်မြင်မယ်နာမယောင်မြင်မှုနဲ့ဘဝတိုးတက်မှုကိုကြုံမယ် သုံးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်ဘုရားတွတ်တယ်မယ်ရင်မကျအောင်မြင်မယ်။လေးရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးတော့ရမယ်။အရှိရကူတီသောဇန်ကြီးမတော်ဆဖြစ်တတ်တဲ့မနေ့ခုနိုင်ခွဲနဲ့ခုနိုင်အတွင်းသွားလာနေတဲ့ကျဆက်၅ရက်နေ့မှာငွေချေစုတိုင်းဝင်မယ်လက်ပွင့်မယ်လိုရာပြည့်စုံမယ်ရင်မကျအောင်မြင်မယ်။6ရက်နေ့မှာရံပတိပက္ခိုင်နဲ့ထိတ်တိုက်တွေ့မယ်။သဘာဝသူကြောင့်ကိုရွယ်ချက်နောက်နေခြင်းကြကြခြင်းနဲ့ရှိမယ်။ ခုနှစ်နှစ်မှာဆုံးဖြတ်ပြီးလုပ်တဲ့ကိစ္စမသမျှထူးခြားတဲ့အကျိုးဆက်နဲ့တိုးတက်မှုတွေကိုဖြစ်ထွန်းကြိုးပမ်းခြင်းနဲ့ကံမြမခြင်းကိုကြော်မယ်။တပတ်တာအတွင်းဇာသပတိနေ့ဗုဒ္ဓနေ့ငါနေ့မွေးစုတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့စောင့်ကြံနေ့မွေးစုတွေအနောက်ဆက်ပေးတဲ့369ခုကနန်းနေ့ကြိုးပေးပါတယ်။အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများရှေ့တိုးလောက်ကန်နေမှတဲ့ ကောင်းသောကံကြမ္မာနဲ့တိုးတက်မှုများရစေရန်အနိယာပန်းဖွင့်ဖရာသူပြီလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်ခြားသာပတိနေမွေသူအောင်မင်္ဂလာပါ2025ဇွန်1ရက်နေ့နဲ့9ရက်နေ့အတွင်းရှင်မန်းချက်စစ်အောင်မြင်မယ်စေကုသစ်တွေပေါ်ပေါက်နေတဲ့တစုံတရာသစ်ကိုလှုပ်ဖို့စေကုနေတာမတွတ်ဆုံနဲ့ရရတင်းတင်းရှေတုံတော့ပေါ်ပေါက်လာတဲ့စေကုသစ်တွေကိုလည်း ကိုကလက်တွေ့ကြကြလို့ရင်ချင်းရှားတဲ့အောင်မြင်မှုကိုရမယ်ဥတီကျပြောင်းပြီးလှုပ်တာအဆင်ပြေမယ်နေနေရပြင်ချင်းပြောင်းချင်းကိစ္စအဆင်ပြေမယ်ဒီကံလာအတွင်းမှာကိုယ့်ရဲ့လမ်းကြောင်းရွေးချယ်မှုဆောင်ရွက်မှုအားလုံးအဆင်ပြေမယ်လူမျိုးပဲကြိုးပမ်းမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းခြင်းတိုးတက်ခြင်းသတင်းစကားကြုံမယ်တရက်နေ့အရာရာအဆင်ပြေခြင်းတိုးတက်ခြင်းနဲ့လူရပြည့်စုံခြင်းကြုံမယ်နေ့ရက်နေ့ရပိုင်ခွင့်နဲ့လေဝဲပြန်ရသုံးရက်နေ့ငွေကြေးကလုပ်ငန်းကံကောင်း ၄ရက်နေ့ရှင်ပြိုင်မှုအောင်မြင်မယ်ဘုရားတန်လန်းပွဲ။၅ရက်နေ့မှာပြဿနာတွေအဟောင်းတွေပြန်ဖြေရှင်းရမယ်။၆ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်။၇ရက်နေ့လူမျိုးပွဲအကျိုးပေးမယ်။ရဲဝင်းနဲ့ဆက်ဆက်ပြီးလုံအကျိုးပေးမယ်။သတိပေးချင်တာကတရက်နေ့မှာမြောင်းရက်ကုန်တီသွားစရာတွေရှိတတ်တယ်။မနေ့ဆန်နိုင်ခွဲနဲ့ဆက်နိုင်ကြသွားလာနေထိုင်ကူဆက်ရမယ်။တကလ၄ရက်နေ့မှာအရှိရက်ကုန်တီသွားစရာတွေရှိတတ်တယ်။မနေ့9နိုင် ခွဲနဲ့ကိုးနိုင်တွင်သွာလာနေထိုင်ကြဆက်ရမယ်ဒီကာလတလျှောက်လုံးမှာတနည်းလားအင်္ဂါဗုဒ္ဓမွေးသူတွေကောင်းကျိုးပေးတယ်တနည်းကလေးစနစ်ဒုက္ခပေးတတ်တယ်တစ်လေးကိုကနန်းနေကျိုးပေးတယ်အဝါရောက်နေမောရောက်နိုးနေရောက်တွေကိုသုံးပြီးလောရကိစ္စဆောင်ရွက်ရင်ထူးထူးခြားခြားကောင်းသောကံနဲ့ကျိုးပေးသောကိစ္စများပေါ်ထွန်းပြီးတော့အဆင်ပြေသွားနိုင်တယ်အဝါရောက်ပန်းပွင့်ဖျားကတ်လူပူဇော်ပြီးလောရဆူတောင်းမှာကျေးဇူးတင်ပါတယ် တောက်ချာနေမွေသူအလုံးမင်္ဂလာပါ2025ဂျူလာတရက်နေ့ရက်နေ့9ရက်နေ့တော်တွင်ကကိုယ်တွေ့ကောင်းတဲ့ကာလတစ်ခုဖြစ်တဲ့မိသားစုနဲ့ပတ်သက်တဲ့ကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်နိုင်တယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ဘဝတိုးတက်မယ်ရှင်မန်းချက်တွေကိုရှေ့တိုးလုပ်ခိုင်းလို့ကောင်းသောကံဖွင့်တဲ့အရဝေးနဲ့ဆက်ဆက်တဲ့သတင်းတွေဂျုံတွေ့ရမယ် အပြန်ဆိုင်အားလုံးကိုအောင်မြင်နိုင်တယ်။ပညာသင်တန်းနဲ့ပတ်သက်တဲ့ခံကောင်းတဲ့ကာလတစ်ခုလည်းဖြစ်တယ်။ဝေကြီးကုန်ကြများနေမယ်။တရနေ့ကရန်တိုက်ခံရလို့နဲ့ဂျုံတွေ့ပြီးမှအလိုရှိရာပြည့်စုံခြင်းကိုကြုံမယ်။နှစ်ရက်နေ့မှာအနောက်ဆက်ကြမှာတလန်းပေါ်မဲ့ထင်မှားမှုတွေကိုဖြေရှင်းရမယ်။သုံးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်။ဘဝတလန်းပွဲပဲ။ လေးရက်နေ့ကခရီးကိစ္စအစဉ်ပြေမယ်ဘဝတက်လမ်းဖွင့်မယ်၅ရက်နေ့မှာဝေကြီးကံကောင်းမယ်လက်ဖွင့်မယ်လိုရာပြည့်စုံမယ်၆ရက်နေ့ကရန်တိုက်ခံနေရှင်ပြီးတော့မယ်မှန်းနာတဲ့လက်တွေနဲ့ကွာဟမယ်၇ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွေရည်စစ်တွေကိုလက်တွေသုံးချပြီးအရာရာအစဉ်ပြေမှုနဲ့တိုးတက်မှုရရှိမယ်မတော်တဆထိခဲ့မှုအနေနဲ့ဖြစ်တတ်တဲ့ရက်နေ့ရရှိတယ်ဂျွန်းနတ်တရက်နေနဲ့ဂျွန်းနတ်၄ရက်နေတို့ဖြစ်ပါတယ် ဂျွန်လ၁ရက်နေ့မှာမြောက်ရက်ကိုတည်သွားခြင်းနဲ့ဖြစ်တတ်တယ်မနေ့ဆယ်နိုင်ခွဲနဲ့ဆယ်နိုင်တွင်ဖြစ်တတ်တယ်ဂျွန်လ၄ရက်နေ့မှာ၈ရက်ကိုတည်သွားခြင်းနဲ့ရှိတတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်တွင်မှာသွာလာနေထိုင်ခြင်းဆက်အမယ်ဒီကာလတော်တွင်မှာကြာသာပတိနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းချုပ်ပေးတယ်တနင်္လာနေ့ တောက်ကြံနေမွေးသူတွေဒုက္ခပြေတတ်ပါတယ်369ခုကနေနေကြိုးပြေတယ်အပြာရောင်ညောင်ချက်သွေးရောင်တို့ဝှစ်စစ်သုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါစပယ်ပန်းပွင့်ဖျားခတ်သူခုဆိုပြီးလိုရာဆူတောင်းရင်ဆူတောင်းပြေပါမယ်ခြေဆုတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဂျွန်လ10ရက်နေ့ရက်နေ့ ခွန်ရည်နေတော်တွေဟာကောင်းသောကံကြမ္မာနှွမ်းမှုတဲ့စိတ်ချမ်းသာမဲ့လူရပြည့်စုံမဲ့ကောင်းသောမင်္ဂလာကိစ္စများပါဝင်ပတ်သက်ရမယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်အလုံးကံကံကောင်းမယ်တရားနေရမိကောင်းဆွေကောင်းထောက်ကူရင်းနဲ့ဘဝတိုးတက်မှုကိုရမယ်အဲ့ဒီမှာမြောက်ရက်ကိုတည်သွားစေနေရှိတတ်တယ်မနေ့ စနိုင်ခွဲမှာစနိုင်တွင်သွားလာကြည့်ဆန်းနဲ့နေ့ရက်နေ့မှာခီးကန်ကောင်းမဲ့လူမျိုးဝဲချိုးပေးမဲ့ရဝေးနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်ချိုးပေးမဲ့၃ရက်နေ့မှာငွေရေးချေးကန်ဘဝကန်ထုတ်တဲ့မဲ့ရေမကြအောင်မြင်မဲ့၄ရက်နေ့မှာမတော်တဆထိခိုက်မှန်တဲ့ကြည့်ဆန်းရမဲ့အရှိရကုတီသွားစဉ်နေဖြစ်တတ်တဲ့မနေ့9ရက်နေ့ခွဲနဲ့9ရက်တွင်ကြည့်ဆန်းရမယ်၅ရက်နေ့မှာဆုံးဖြတ်ပြီးရှေးထုတ်လို့တဲ့ကိစ္စတို့မှကောင်းသောကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ် 6ရက်နေ့အထူးခံကောင်းမယ်။ရာရာဆင်ပြေမယ်ခက်ခဲပြင်းရှင်းနိုင်မယ်။9ရက်နေ့မှာအပြန်ဆိုင်ကြမှာဘဝတိုးတက်မှုအောင်မြင်မှုတွေကိုစနစ်တကျဖန်တီးနိုင်ခြင်းကြိုးပမ်းခြင်းရှိမယ်။တနင်္လာနေ့အင်္ဂါနေ့သောကြနေ့မွေးသူတပတ်တွင်ကြိုးပမ်းမယ်။ဇာသာပတိနေ့ စနေနေ့မွေးသူတွေတပတ်တွင်ဒုက္ခဖေးမယ်။369ခုကနန်းနေ့ကြိုးပမ်းတယ်။အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါ။ အနီယံဖဲကျိုးစကိုအထုံးစုံလုံးထုံးပြီးပိုက်ဆိုင်တဲ့ထဲဆောင်မှာလက်ပွင့်ခြင်းကပ်ပွင့်ခြင်းနဲ့ကောင်းခြင်းကံတွေရရှိပါမယ်ကျေးဇူးတင်ပါတယ်